Hello အားလုံးမင်္ဂလာပါအဲအခုတစ်ခေါက်ပေါ့နော်ဖပြပေးပါမယ် reading လေးက yes or no နော် yes or no reading လေးဖြစ်ပါတယ်ပြောချင်တာကတော့အဲအခုပေါ့နော်ဒီနားထောင်နေတဲ့သူလေးတွေကမိမိစိတ်ထဲမှာကိုတည်ခြင်းနဲ့မေခွန်းတစ်ခုပေါ့နော်မေခွန်းတစ်ခုမေးကြည့်ပါဒါကအခြေရေးပဲဖြစ်ဖြစ်နော်တခြားသောစီပွားရေးဖြစ်ဖြစ်တခြားအကြောင်းတွေပဲဖြစ်ဖြစ်ပေါ့နော်ကိုတည်ကျင်တာတစ်ခု ဲ့ဒါနဲ့ပတ်သက်ပြီးတော့မေးခွန်းလေးတစ်ခုစိတ်ထဲမှာမေးလိုက်ပါစိတ်ထဲမှာမေးပြီးဝိုင်းရင်ဒီမှာရွေးချယ်စရာကတ်ကလေး၄ခုပေးထားရယ်နော်အဲ့ဒီ၄ခုပေးထားတဲ့တဲကကိုကြိုက်တဲ့ကတ်ကလေးကိုရွေးပေါ့ဒါကတော့နံပါတ်၁ပေါ့နော်၁၂၃၄၄ခုပေါ့နော်၄ခုထဲမှာကိုကြိုက်တဲ့ကတ်ကလေးကိုရွေးချယ်ပါနော်ရွေးချယ်ပြီးဝိုင်းရင်အဖြေလေးတွေကိုနားထောင်ပါအဲဒီမှာကဘယ်လိုပုံစံနဲ့ပြောရမလဲဆိုရင် yes or no အဖြေလေးရယ်ပြီးတော့ sorry sorry ပါအတန်းနဲ့ကတ်သွားရက်ဆောင်တို့အဖြစ်လေးရဒီကတ်ကပြောတဲ့ message လေးကိုအတွက် message လေးတစ်ခုပေါ့နော်အဒီဥစ္စာလေးတွေတာတစ်ခုလည်းဖြစ်ချင်းဖြစ်မယ်ကိုအမဒီကရင်ဒီ energy လေးကိုပေါ့နော်ကို intuition ကနေအဲဖမီးရင်ဖမီးတို့ပုံစံမျိုးလေးတွေမှာပြောပြပြောင်းမှာဖြစ်ပါတယ်ဒါကတော့ရက်စုံတို့တစ်ခုပဲဖြည့်ပေးမဲ့မိခုံမျိုးတော့ဟို reading မျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့အတွက်ကြောင့် သေချာလေးရွေးပါကိုမေးချင်တဲ့မိကုန်းလေးစိတ်ထဲမှာမေးမိပြီးဝရင်ကတ်နံပါတ်10နဲ့3လေးတွေကကိုကြိုက်တဲ့နံပါတ်လေးကိုကြိုက်တဲ့ကတ်ကလေးနံပါတ်လေးကိုရွေးရွေးပြီးဝရင် အဖြေလေးကိုနားထောင်ပေးပါမယ်နော်အဲ့တော့ခုခဏလေးရွေးဖို့အတွက်အချိန်လေးပေးပါမယ်နော် စိတ်လေးအေးအေးထားပြီးရွေးချက်ကြည့်ပါနော် ကဲရွေးချယ်ပြီးွားပြီလို့ထင်ပါတယ်အခုမကကတ်နံပါတ်1နောက်ကတ်နံပါတ်1လေးကိုကြည့်ပြီးမှဖြစ်ပါတယ် just it ပြောမယ်စင်ကွာဒီကတ်ကလေးရဲ့အဖြေရပေါ့နော်อืมကိုမေးထားတဲ့မေးခွန်းလေးကကို့အတွက်က50 50လို့ပဲပြောမှာပေါ့နော်ဖြစ်ရင်လည်းဖြစ်လာနိုင်တယ်မဖြစ်လာတာမျိုးလည်းရှိတတ်တယ်ပြောချင်တာကတော့ကွာဒီဟာကကြတော့ကို့အတွက်ပေါ့နော် အဲဘယ်လိုပြောရမလဲဒါ cause and effect လို့ပဲပြောရမလားအကြောင်းနဲ့အကျိုးဆက်ဆက်မှုတွေပေါ့နော်ဒီကက်လီယာကိုကအတိတ်မှာကိုမေးလိုက်တဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ကိုကအမအချီရေးလို့ပဲဥပမာပေးကြပါဆိုကွယ်အချီရေးနဲ့ပတ်သက်ပြီးတော့မေးခွန်းတစ်ခုမေးလိုက်တယ်ဟုတ်ပါပြီအဲဒီမေးခွန်းမမေးခင်ကိုကိုကိုပြန်ပြီးသုံးသပ်ကြည့်ရခါကြရင်ကွာအတိတ်မှာကိုကဘာတွေဘယ်လိုမျိုးဒီအချီရေးနဲ့ပတ်သက်ပြီးတော့ပြုမှုခဲ့တာတွေရှိလဲ ဥပမာကိုကပေါ့နော်တစ်ဖက်လူပေါ်မှာကိုကချစ်ချင်းမြတ်တာတွေကိုပေါ့နော်တကယ်ကိုကောင်းကောင်းမွန်မွန်ပေးခဲ့တယ်တကယ်စေတနာမြတ်တာတွေလည်းထားခဲ့တယ်အဓိကတော့စစ်မှန်တဲ့ချစ်ချင်းမျိုးတွေပဲကိုကပေးခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကိုအတွက်ပေါ့နော်တစ်ချိန်ချိန်မှာအဲ့တစ်ချိန်ချိန်က ွန်ရောအခုလည်းအခုမကြမီအချိန်မှလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်ဒါမှမဟုတ်ရင်လည်း near future မှာလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်နော်အဲ့လိုမျိုးဆိုတော့ကွာဟွန်းအဲ့လိုမျိုးတစ်ချိန်ချိန်မှာကိုယ့်စီကိုကိုပေးတဲ့စစ်မှန်တဲ့မိတ္တာတွေအတိုင်းပြန်လာတတ်တယ်အဲ့ဒါကကိုတွင်းနေတဲ့သူစီကလည်းဖြစ်နိုင်တယ်လို့အဲခဲကိုတွင်းနေတဲ့သူကလုံးဝကို commitment နဲ့ toxic ဆန်တဲ့သူမျိုးဆိုရင် ဒီလိုချစ်ချင်းမျိုးတွေကတခြားတနေရာတခြားလူစီကနေလည်းပြန်ပြီးတော့လာတာမျိုးတွေဖြစ်တတ်တယ်ကို့အတွက်မျှတခြင်းနဲ့ပြန်ဖြစ်ပြန်ဖြစ်လာနိုင်တယ်ပေါ့နော်ကို့အချင်းရေးမှာဒါကအမအချင်းရေးနဲ့ပတ်သက်ပြီးတော့ပြောရအောင်အဲဒီကိုကအတိတ်မှာမကောင်းခဲ့ဘူးဆိုရင်တော့ကိုပြုတ်ခဲ့တဲ့ gain တွေတိုင်းခုချိန်မှာပေါ့နော်ပြန်ပြီးတော့ကြုံရတတ်တယ်အဲတချို့လေးဆိုရှိတယ်ကွာကိုရဲ့တစ်ဖက်လူနဲ့အဆင်မပြေမှုတွေအဆင်မပြေအောင်လုပ်တာကိုပဲဖြစ်နေခဲ့တာမျိုး toxic ဆန်နေတာကိုပဲဖြစ်နေခဲ့တာမျိုးဒီလိုမျိုး relationship တွေ ဖြစ်ခဲ့ကြယူတဲ့ခါကျရင်ပြတ်တောက်သွားကြတာမျိုးအဲအဲ့လိုမျိုးဖြစ်ပြီးတော့မှပေါ့နော်ကိုကပြန်ပြီးတော့အဲမျောလင့်နေတဲ့သူနဲ့ပြန်ပြီးအဆင်ပြေခြင်းနဲ့ဆက်သပြီးအဲ့လိုမျိုးလေးတွေများမေးထားခဲ့သည်ရှိတော့အဲ့လိုမျိုးစင်တော့ကိုပြုခဲ့တဲ့အတိုင်းလေးတွေတော့အခုချိန်မှာပြန်ပြီးတော့ပေါ့နော်ခံရတတ်တဲ့ဝိလက်တတ်တဲ့ဆိုတဲ့သဘောမျိုးပေါ့ကွာတည်လာနော်အဲ့တော့အဲ့လိုမျိုးသူလေးတွေကသူပြန်လာမှလားဘာလားညာလားမေးတဲ့ဆိုရင်တော့မေးပြီးဖြစ်ပြန်လာခြင်းမှလည်းပြန်လာနိုင်မယ် နော်ဘာလို့လဲဆိုတော့အခုချိန်မှာကိုပြုခဲ့တဲ့ကံရဲ့အကျိုးဆက်လေးတွေကိုကအရင်ဆုံးတော့ခံရအောင်မှာမလို့ပဲဒီအလေးကြတိုင်းကတော့တည်တယ်မလားဟိုကောင်းတဲ့အရာတွေလည်းရှိသလိုကိုပြုခဲ့တဲ့ကံတိုင်းကိုကမကောင်းတာပြုခဲ့ဆိုမကောင်းတာလေးတွေခံစားရမှာတွေလည်းရှိတတ်တယ်အဲ့လိုသဘောမျိုးလေးဆိုတော့လေးသေးလားဒါကတော့လောကကြီးကကိုမျက်မျက်တတပြန်ပြီးပေးတယ်ဆိုတဲ့သဘောမျိုးပဲကွာ နော်ဒါကအမကအချီးရင်နဲ့ပတ်သက်ပြီးတော့ဥပမာပေးတာတခြားသောဒီစီပွားရေးတွေအဲပေါင်းတဲ့ဆက်ဆံရေးတွေဆက်သက်ပြီးအဲ့လိုမျိုးတွေလည်းထိုးနီးလကောက်မဲ့တွေးလို့ရတယ်ကောင်းတာလောက်ခင်ရင်ကောင်းတာတွေကိုပြန်ပြီးတော့အကျိုးပေးလာလိမ့်မယ်မကောင်းတာတွေကိုပြုမှုခဲ့ရဆိုရင်မကောင်းတဲ့ကံတွေကိုကိုယ်ကအခုချိန်မှာပြန်ပြီးတော့ခံစားရနိုင်တယ်ဆိုတဲ့သဘောမျိုးလေးတွေပေါ့နော်လောကကြီးကကိုယ့်ကို မျှတစွာပဲကိုယ့်ကိုဟိုပြန်ပြီးတော့ပေးတယ်ဆိုတဲ့သဘောမျိုးလေးအဲ့ဒါအဲ့ဒီသဘောမျိုးကိုပြောချင်တာပါเนาะအဲ့တော့ဒါက ကတ်နံပါတ်1လေးတွေရဲ့ဟိုရွေးတဲ့သူလေးရဲ့အဖြေလေးပေါ့နော်အဖြေကတော့အဲ50 50ပေါ့နော် maybe ပေါ့ကွယ်အဲ့တော့ကတ်နံပါတ်2ဟွန်းကတ်နံပါတ်2ရဲ့အဖြေက ပြောရမယ်ဆိုရင်တော့ yes လို့ပဲပြောရမှာပေါ့နော်အဲဘာလို့လဲဆိုတော့ ဟိုဒီမှာကြတော့ကွာဟိုဘယ်လိုပြရမလဲကို့အနေနဲ့ကအင်းဗာမေးခွန်းလေးမေးထားလဲတော့မသိပါဘောเนาะအဲ့ဒီမေးထားတဲ့မေးခွန်းလေးနဲ့ပတ်သက်ပြီးတော့အဲအဖြေလေးအနေနဲ့ကတော့ yes yes လေးလို့တော့ပြောလို့ရတယ်ကိုအနေနဲ့ပေါ့နော်ကိုမေးတဲ့မိကုန်းနဲ့ပတ်သက်ပြီးတော့ကိုကဘယ်လိုပြောရမလဲကွာအခုချိန်မှာ queen တယောက်ရဲ့ energy လိုမျိုးပဲကွာသိတယ်မလားဟိုရဲရင်နဲ့ တခုခုကိုလုံဆောင်မယ်ဆိုရင်လည်းကွာကို့မှာပေါ့နော်ဒါပေမဲ့လုံဆောင်နိုင်စွမ်းနေရှိတယ်စသဖြင့်ပေါ့ကွာအဲအမဒါအလောက်ကင်နဲ့ပတ်သက်ပြီးတော့အမဥပမာပေးလိုက်မယ်အလောက်ကင်ဘိုင်းမှာဆိုရင်လည်းကိုကဟိုဘယ်ပြရမလဲကွာဒီမလီတော့ sorry တော့တိုင်ပြီလားကိုလုံတဲ့အလောက်ပေါ်မှာတိတယ်မလားလုံးဝပေါ့နော်ဒီ passionate ဖြစ်တယ် အဲစိတ်ဝင်စားတယ်ပျော်တယ်ပေါ့နော်ပြီးွားရင်စူးစားမယ်အဲအဲ့လိုပုံစံမျိုးကိုကိုကိုယုံကြည်မှုတွေလည်းရှိတယ်အဲ့လိုပုံစံမျိုးလေးနဲ့ကို့မှာအဲဘယ်လိုပြောရမလဲကို့စီမှာအဲ့လို energy တွေရှိနေတဲ့အခါကျတော့ကိုလှုပ်တဲ့လှုပ်တရားပေါ့နော်ကိုအတွက်အဆင်ပြေလာမယ်ကိုမေးထားတာလေးကအလောက်ကန်စီးပွားရေးနဲ့ပတ်သက်တယ်ဆိုရင်လည်းကိုဖြစ်ချင်တဲ့အရာလေးတွေကအဆင်ပြေလာမယ်ဆိုတဲ့သဘောမျိုးလေးပေါ့နော်အဲ့လိုသဘောမျိုးလေးမှာတက်ရောက်တယ်နော်အကယ်၍အခြေအနေနဲ့ပတ်သက်ပြီးမေးမယ်ဆိုရင်တော့လေအဲဒါဘာပဲဖြစ်ဖြစ်ပေါ့နော်နည်းနည်းတော့ ကောင်းလာမယ်ဆိုတော့နမိတ်လေးတွေမှာမြင်ရတယ်ပေါ့နော်ဒါကကိုယ်အနေနဲ့လည်းဓမ္မကိုယ်အနေနဲ့ဒီ energy ကရှိတာမျိုးလည်းဖြစ်နိုင်တော့တစ်ချက်တစ်ဖက်လူမှာလည်းရှိတာမျိုးလည်းဖြစ်နိုင်တယ်အဲပြောမယ်ဆိုရင်တော့ပေါ့နော်ဒီဟိုဒီ relationship ကိုပေါ့နော်ပို့ပြီးတော့ပေါ့နော်ယုံကြည်တယ်ဒီ relationship ကိုအဲပို့ပြီးတော့ဘယ်လိုပြောမလဲခွာတယ်မလားတူတူတွားဖို့ရမှာပို့ပြီးတော့တတိတွေရှိလာတယ်စသဖြင့်ပေါ့နော်အဲအဲ့လိုပုံစံမျိုးလေးတွေလို့တော့အမတော့ ပြောချင်တယ်ပေါ့နော်ဒါကအဲမိကွန်းမိကွန်းလေးအတွက်ပေါ့နော်ဒီအဖြစ်ရဆိုရင်တော့ yes ပေါ့ကွအဲ့တော့ဒါကကတ်နံပါတ်2ကတ်နံပါတ်2လေးရဲ့ပေါ့နော်ဒီအဖြစ်လေးကိုဖြည့်ပေးတာဖြစ်ပါတယ်ဟွန်းဒါတော့ကတ်နံပါတ်3ပေါ့နော်ကတ်နံပါတ်3လေးကကျတော့10 or 1 10 or 1ဆိုတော့ သဘောတရားအရဆိုရင်တော့နည်းနည်းလေးတော့ပေါ့နော်အဖြေရပြောမယ်ဆိုရင်တော့ no လို့ပဲပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့ဒီ energy မှာကောကတော့မာနနဲ့ပင်မန်းနေရတယ်ကွာတဲ့မာဒီကိုနည်းနည်းလေးဝင်ပြီနေရဆိုတော့ energy ဖြစ်နေနော်အဲ့လိုမျိုး energy ကိုခံစားရတဲ့ခါကျတော့လေကိုမေးတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့အဆင်ပြေမဲ့ပုံတော့မပေါ်သေးဘူး ဘယ်လိုပြောရမလဲနည်းနည်းဟိုဝင်တော့ဝင်ဖို့တွေများနေတယ်သိတယ်မလားအလုပ်ဆိုလဲအလုပ်ကင်ပိုင်းနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်လဲကွာတာဝန်ဝတ္တရားတွေအများကြီးလုံးနေရတာမျိုးတွေရှိတယ်စူးစမ်းရမယ်ပေါ့နော်အဲ့လိုသဘောမျိုးလေးမှရှိနေတယ်ကွာအဲ့ခါကျတော့ဟိုကိုဖြစ်ရှင်တဲ့ຢာလေဥမာကွာတချို့လေးတွေဆိုရင်အလုံးနဲ့ပတ်သက်ပြီးတော့ပေါ့နော်တခုခုလုံးနေတာဟောပေါ့နော်မြင်မြန်အစဉ်ပြေမာလာဘာလာစသဖြင့်အဲ့လိုမျိုးမိတယ်ဆိုရင်တော့ မြန်မြန်တော့အဆင်ပြေအောင်မှာမဟုတ်သေးဘူးအဲဒီလောကမတာဝန်တွေအများများနေသေးတယ်အဲ့ဒါတွေကိုကြိုးကြိုးဆန်းဆန်းနဲ့ပေါ့နော်လောက်အောင်မကြော်ဖြတ်ရအောင်မယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲအဲ့ဒါလေးတွေပြီးတော့မှပဲအဆင်ပြေမယ်ဆိုတဲ့သဘောမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အချီရဲ့အတွက်မေးတာဆိုရင်တော့လေဒါအဆင်မပြေသေးဘူးနှစ်ယောက်ရဲ့ အခြေအနေမှာပေါ့နော်ဒါ separation ဖြစ်နေတဲ့သူလေးတွေအတွက်ပို့ပြီးတော့ဟို energy ကြိုက်လဲမယ်ဒီဒီ number 3လေးရာလေနှစ်ယောက်ရဲ့အခြေအနေမှာတယောက်ကိုတယောက်ပေါ့နော်ဝေးကွာနေတယ်ဆိုရင်တော့မှကွာတယောက်ကိုတယောက်ကိုရတောင်းဝင်အသီးသီးကွာကိုကိုရဲ့ life မှာကိုတောင်းဝင်အသီးသီးနဲ့ပင်ပန်းနေရရတယ်ဆိုတော့ပုံစံမျိုးလေးတွေတောင်းဝင်နေဝတရားတွေထန်းထားရတဲ့အရာတွေဟိုယူထားရတဲ့တိရမလားတောင်းဝင်ယူထားရတဲ့အရာတွေစသဖြင့်ပေါ့နော် အဲ့လိုမျိုးကိုဘွားမှာကိုဘောနော်စူးစားနေရတဲ့အချိန်လေးတွေရှိနေသေးတဲ့အတွက်ကြောင့်ဘောနော်သူနဲ့အဲပြန်အစဉ်ပြေမာလာပြန်ဆုံမာလာပြန်ဆက်သွယ်မာလာဆက်သွယ်အဲ့လိုမျိုးမိကုန်းနေမိထားလဲဆိုတော့လောလောဆယ်တော့ no ပါမဖြစ်နိုင်သေးဘူးနော်ဒါကလက်ရှိအမားကဒီအခုကြည်နေတဲ့ဒါကကြတော့ကလက်ရှိအခုကိုမြင်တဲ့ ီ reading ဒီ reading video လေးကိုမြင်တဲ့အချိန်ကနေစပြီးတော့ဒီ energy လေးတွေကပေါ့နော်ဒါဟို near future ထိတက်ရောက်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဒါက timeless ပေါ့ကဘယ်ချိန်ဘယ်ချိန်အထိဆိုတဲ့ကန့်သက်ထားတာတော့မရှိဘူးပေါ့နော်အဲနောက်တစ်ခါတင်တဲ့ခါကျရင်နောက် energy တွေလည်းပြောင်းချင်ပြောင်းသွားလိမ့်မယ်ဒါလက်ရှိ current energy နဲ့ပဲကြည့်တာဖြစ်တဲ့အတွက်ကြောင့်ဒီဒီအဖြေလေးတွေပဲထွက်လာတာပေါ့နော်အဲ့တော့ဒါက number 3ပေါ့ number 3လေးကိုရွေးထားတဲ့သူလေးတွေရဲ့အဖြေလေးပါအဲ့တော့နောက်ဆုံး number 4 ်ထူရောဝမ်းစ်ထူရောဝမ်းစ် energy ကိုပြောမယ်ဆိုရင်နော်ဒီပေါ့နော်ဒါကတော့ yes လို့ပြောလို့ရတာပေါ့နော် yes okay အဲ့တော့ဒီမှာဘာကြတော့ဘယ်လိုမျိုးလေးတွေသွားမလဲဆိုရင်ကွာကိုယ့်ရဲ့အလုတ်ကင်ပိုင်းနဲ့ပေါ့နော်အဲ့လိုမျိုးလေးတွေသွားမယ်ဆိုရင်တော့အဲအလုတ်ကင်ပိုင်းနဲ့ပတ်သက်ပြီးနေတဲ့သူလေးတွေဆိုရင်တော့ကွာသိတယ်မလားကိုယ်စီမှာအလားအလာကောင်းလေးတွေရှိတယ်နော်အဲနောက်ပြီးတော့ဒီမှာဆိုရင်ကွာဒီမှာကဘာလုံးကဘာလုံးလားသူကင်ထားတာလीအဲ အဲ့လိုမျိုးလေးဆိုတော့ကွာတည်လာတာကပြောမှစင်တော့နိုင်ငံခြားခီးစင်နေပါလေအဲ့ဒါမျိုးလေအမခံစားမိတယ်အဲ့လိုမျိုးလေးတွေသွားကျင်နေတော့ဘာလို့မေးထားတဲ့သူလေးတွေရှိရဆိုရင်လည်းသွားရနိုင်ခြေလေးတွေရှိတယ်နော်အကိုအစီအစဉ်လေးတွေတခြားဆွဲပြီးတော့တွားရနိုင်ခြေလေးတွေရှိတယ်အဲ့လိုမျိုးအဲ့လိုမျိုးပုံစံလေးပဲเนาะကိုကိုရှင်ရွက်ချက်လေးတွေကိုဆက်ပြီးတော့ပေါ့เนาะအကောင့်ထည့်ဖို့အတွက်ကိုအဲလုံးလို့ရရဆိုတော့သဘောမျိုးလေးမှရှိတယ်အခြေရင်းနဲ့ပတ်သက်ပြီးမေးမယ်ဆိုရင်တော့လည်းကွာနှစ်ယောက်က ရှုပ်ဆက်ပြီးတော့ဗောနော်ဟိုရည်ရထားတဲ့အတိုင်းသွားလို့ရတယ်ဒါပေမဲ့နည်းနည်းလေးတော့ခေါင်းမှမှုလေးတော့ရှိတတ်တယ်အဲ့ဒါလေးတော့သတိထားပြီးဗောနော်အာငါလောက်ချင်တာငါလောက်မယ်ဟိုအတင်းဗောနော်ဟိုဘယ်လိုပြောမလဲတချို့လေးတွေရှိတတ်တယ်လေခေါင်းမှမာနေတာလောက်ကိုင်းမဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ဗောနော်အဲ့လိုမျိုးကြီးတွေစုံထိုးလေးကြီးလောက်တတ်တာလေးကြီးလည်းရှိတတ်တယ်အဲ့ဒါလေးတွေတော့နည်းနည်းလေးသတိထားပြီးတော့ကိုယ်တေချာလေးဗောနော်တစုံထိုးလောက်တာမလောက်ပဲနဲ့ဗောနော်တေချာလေး planning ဗောနော်တေချာလေးအစီအစဉ်တကြရေးဆွဲပြီးတော့မှအဲအဲ့လိုမျိုးလေးသွားနော် ဟိုတင်းတင်းချာချာလေးပေါ့နော်ဒီသွားပေါ့နော်အဲ့လိုပုံစံလေးကိုပြောချင်တာကွာမသွားနဲ့လို့ပြောလို့ပြောတာမဟုတ်ဘူးနော်သွားထွက်ချင်တယ်ဆိုရင်လည်းထွက်ခီးထွက်မလားထွက်နိုင်ငံခြားအတွက်ကိုနိုင်ငံခြားမှာလုံးတော့လုံးချင်တယ်ဆိုတော့ရတယ်လုံးလို့ရတယ်လုံးရအောင်ဒီကိုယ့်ရဲ့ဒီပေါ့နော်ဒီ ဟိုအဆင်မပြေတဲ့ရဝန်းနေစီကနေထွက်ပြီးတော့လှုပ်လို့ရတယ်အဆင်ပြေမယ်အောင်မြင်မယ်ဆိုတဲ့သဘောမျိုးလေးရောရှိတယ်ဒါပေမဲ့တေချာလေးတော့ planning ဆွဲပြီးတော့မှတေချာလေးလှုပ်ဆောင်ပေးပါဒါမျိုးကိုပြောချင်တာเนาะအဲ့တော့ဒါကတော့ကတ်နမတ်လေးပေါ့เนาะကတ်နမတ်4လေးတို့ရွေးချယ်ထားတဲ့သူလေးရဲ့အဖြေလေးပဲဖြစ်ပါတယ်အဲ့တော့ဒီ reading လေးတွေကတော့အမကတော့ ကတ်လေးတကက်စီကနေပဲပေါ့နော်ကတ်တကက်စီကနေပဲမေကွန်းလေးကိုတီချလေးပေါ့နော်ကြည်ပြီးတော့ yes or no လေးရဲ့ဒီခံစားမိ energy တွေ guide message တွေကိုပြောပြပေးသွားတာဖြစ်ပါတယ်နော်အဲ့တော့ဒီ reading လေးကိုအကယ်၍များပေါ့နော်ကိုကဒီလိုပုံစံလေးဆင်မရင်ကျွန်မသိချင်ပါတယ်စသဖြင့်ပေါ့နော်မေးကြည့်ချင်တဲ့ဆိုရင်တော့အမရဲ့ page messenger မှာလာပြီးတော့ လာပြီးမေးလို့ရပါတယ်ဒါကတော့မေးခွန်းတစ်ခုပုံစံအနေနဲ့ပဲအမားကကြည့်ပေးသွားမှာဖြစ်ပါတယ် package ကြီးပါရတော့မဟုတ်ဘူးပေါ့နော်ဒါကတော့ဒီ reading အတူလေးလိုပဲပြောရမှာပေါ့နော်အဲ့လိုပုံစံလေးပဲကြည့်ပေးသွားမှာဖြစ်ပါတယ်အဲအမားရဲ့ဒီ page ရဲ့ link လေးကိုလည်း comment လေးမှာ ပြထားပေးပါမယ်เนาะအဲတချို့လေးတွေကြတော့ page ကိုမတည်တဲ့ YouTuber follower လေးတွေ TikTok က follower လေးတွေကြတော့လေအဲ comment မှာပြထားတဲ့ page link link ကနေတဆင်ပေါ့เนาะတကယ်လို့သိချင်တာလေးတွေဆွေးနွေးချင်တာလေးတွေရှိရယ်ဆိုရင် page messenger ကနေလာပြီးတော့မေးကြည့်လို့ရပါတယ်เนาะအလုံးမဲခုလိုမျိုးနားထောင်ပေးတဲ့အတွက်ပေးတဲ့အတွက်တယောက်တယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။နောက်လဲ reading လေးတင်အားပေးပါအောင်နော်။သဘောကျတယ်ဆိုရင်လည်း like and comment လေး share လေးရင်းနဲ့အားပေးကြပါအောင်နော်။ကျေးဇူးများကြီးတင်ပါတယ်။ Bye bye ။